မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးဖို့ရွေးထားတာက Cyferdin Amushye The Fiat Standard စောက်ထဲကအကြောင်းအရာတွေပါဟုတ်ကဲ့မင်္ဂလာပါဒီစောက်ကလေအစိုးရရဲ့အမိန့်အာဏာနဲ့ဖန်တီးထားတာပိုက်ဆံအဲရွှေလိုမျိုးတကက် PC ကြောတော့နောက်ခံပြီးရှိတဲ့ Fiat Money ပေါ့နော်အဲ့ဒီစနစ်အကြောင်းကိုအဓိကပြောထားတာဟုတ်ပါတယ် Fiat Money ဆိုတာအခြေခံကတော့အစိုးရကဒါပိုက်ဆံပဲလို့အမိန့်နဲ့တတ်မှတ်တာပဲ ။အင်းသူ့တန်ဖိုးကယုံကြည်မှုနဲ့အစိုးရအာမခံချက်ပေါ်ပဲမူတည်တာပေါ့နော်။ဟုတ်ကဲ့။စောက်ထမငွေရဲ့အရေးကြီးတဲ့အရေးတွေးနှစ်ခုပြောထားတယ်။အဲအချင်းကြလိုက်တောင်မှမကြအောင်ထိထားနိုင်တာရဲ့။နောက်ပြီးတော့ဟိုဟာနေရာတွေကြားလွယ်လွယ်ကူတည်သွားနိုင်တာရဲ့။ Celebrity across time နဲ့ across space ပေါ့။မှန်ပါတယ်။ဆိုတော့လေဖိယပိတ်ဆံကဒုတိယတစ်ခုနေရာရွှေ့လွယ်တဲ့ကိစ္စမှာတော့တော်တော်အားတာတယ်။ဟုတ်ကဲ့။ကဘာနဲ့ချီပြီးတုံးဖို့လွယ်တာပေါ့။ Hmm. ဒါပေမဲ့ဟာတန်ဖိုးထင်းရဲ့ကိစ္စအဲ့ဒီမှာတော့အားနေတယ်လို့သူကဆိုတယ်အချိန်နဲ့မျှတန်ဖိုးကြနိုင်တယ်ဆိုတဲ့သဘောပေါ့ဒါလည်းဒီပိုက်ဆံအစ်စ်တွေဘလို့ဖြစ်လာလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဆောက်ထဲမှာ landing as mining ဆိုတဲ့အတုံးလုံးတုံးထားတယ်အဲ့ဒါပါကိုဆိုလိုတာပါလေအဲ့ဒါက fiat စနစ်ရဲ့အဓိကအချက်ပဲ bitcoin ကိုတူးတလို့မျိုးလေ fiat ပိုက်ဆံအများစုကိုကြတော့ဘန်နေကချင်းွယ်အစ်စ်တွေထုတ်ပေးတာအဲ့ဒီ landing ကနေ ဖန်တီးတယ်လို့ဆိုလိုတာပါ။အိုးချင်းငွေထုတ်ပေးရင်ပိုက်ဆံအစ်စ်ထစ်လာတာလား။ဟုတ်တယ်။အစိုးရအာမခံထားတဲ့ဂျီမီစာချုပ်တွေကိုအခြေခံပြီးတော့ပိုက်ဆံအစ်စ်တွေလဲပေါက်မှုတွေရောက်လာတာပေါ့။ဒါကြောင့်ပိုက်ဆံပါရမနာကိုအလွဲတကူတိုးချစ်လို့ရတယ်။အဲ့လိုပိုက်ဆံကိုအလွဲတကူဖန်တီးနိုင်ခြင်းအကျိုးဆက်တစ်ထဲမှာလေးလူတွေရဲ့ဟိုအနာဂတ်ကိုအလေးထားမှု time preference ကိုပြောင်းလဲစေလေလို့ဆိုရဲအဲ့ဒါဘယ်လိုမျိုးလဲဟုတ်တယ်ဖီယာပိဆန်ကတမိုးချလွယ်တယ်လေဆိုတော့ ကိုပိတ်ဆံရဲ့ဝေနိုင်စွမ်းကနောင်နဲ့ကြရင်ကြသွားနိုင်တယ်ဆိုတာသိနေတော့အခုပဲသုံးလိုက်ချင်းစေပေါက်လာတာပေါ့อืมอืมစူထိုင်တံပိုးကြမှာဆိုတော့သုံးပစ်လိုက်တာပိုကောင်းမယ်ပေါ့အဲ့ဒီတော့ပဲဒါကို high time preference လို့ခေါ်တာဒါကရေရွှေစီမံကိန်းတွေယန်းနီမြုံနဲ့မှုတွေအပေါ်မှာတက်အောင်မှုရှိလာနိုင်တယ်ဥပမာအနေနဲ့ဘာတွေပြောထားသေးလဲအဲစောက်ထဲမှာဥပမာပေးထားတာကအဆောက်အဦတွေအခုခေတ်မှာနီးပညာတွေဒီလောက်တုံးတက်နေတာတောင်မှ အဆောက်အဦတွေကရှေးတောင်းကလို့ရာစုနေချီခံအောင်မဆောက်ကြတော့ဘူးဆိုတာမျိုးဟုတ်လားအနာဂတ်အတွက်ရေရှည်ခံအောင်တက်မစင်းစားတော့ဘူးတဘောပဝင့်ကျင်လို့ရေရှည်တန်ဖိုးထားရမယ့်အရာတွေကိုတော့လိုတာထပ်ပိုတုံးဖို့တွန်းအောင်ပြည့်တယ်လို့ဖြစ်လာနိုင်တယ်လို့ဆိုတယ်ဟမ်တော်တော်ကြည်ပြည့်နေသောမှုပဲနာပြည့်စင်စနစ်ကနေအဆောက်အဦအေးသွေးအထိပဝင့်ကျင်အထိနောက်ပြီးတော့လေအစားတောက်နဲ့တပညာအထိပါသေးတယ်နော် Fiat Food နဲ့ Fiat Science ဆိုတာအဲ့ဒါလေးလည်းနည်းနည်းရှင်းပြပေးပါဦး အဲ့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မြင်ပဲ။စာရေးထူကဘလို့ချိတ်ပြတယ်လဲဆိုလို Fee ရဲ့ပိတ်ဆံစနစ်ကြောင့်အစိုးရတွေမှာပိတ်ဆံနေပေါ်လာတယ်။ဟုတ်ကဲ့။ဆိုတော့စိုက်ပျိုးရေးလိုကဏ္ဍတွေကိုငွေများကြီးနဲ့ထောက်ပံ့နေလာတယ်။အဲ့ဒီခါမှာအရေးတွေးတဲ့အမြောက်အများထုတ်လုပ်မှုကိုဦးစားပေးတဲ့မူဝါဒတွေဖြစ်လာတော့။อืมအရေးတွေးများများထပ်ဖို့ပေါ့။ဟုတ်ကဲ့။ဥမာ ပြောင်းဖို့လိုတည်နံတွေကိုအကြီးအကျယ်ထောက်ပံ့ကြီးတွေပေးတယ်။အဲ့ဒီခါနေသစဉ်ပြုပြင်ထားတဲ့အာဟာရတောင်ဖို့နည်းတယ်။ ပါဝင်ပစ္စည်းတွေပေါ့ sea oils တို့ high fructose corn syrup တို့ပြုပြင်ထားတဲ့ဂျူမုန်းတို့တကြားတို့အော်အဲ့အရာကြီးကဈေးပေါ်ပေါ်နဲ့နေရတာကရောက်လာတာပေါ့อืม western price ရဲ့သူတဲ့နာကိုကိုးကားထားတယ်အစင်လာအစားအစာတွေဥပမာဒီရိစာအစီလိုဟာတွေအစားစမှုထုတ်ကုန်တွေကိုအစိုးရလမ်းညွန်ချက်တွေကအားပေးတယ်လို့ဖြစ်လာပုံကို ထောက်ပြတယ်အဲ့ဒါကိုသူက fiat food လို့နာမည်ပေးထားတာ ဆိုလိုတာကအစိုးရကပြောင်းဖို့ကိုတောက်ပံ့တော့အဲ့ပြောင်းဖို့ကလောက်တဲ့ conservative ဘီဈေးပိုးပြီးအစားတောက်ထေရောက်လာလူတွေရဲ့ကြားမရေးကိုတွေ့ဝိုက်ထိခိုက်စေတယ်အဲ့လိုဆက်ဆက်မှုမျိုးလားအတိအကျပဲအဲ့လိုချိတ်ဆက်ပြထားတာ fear science ကလည်းအလားတူပဲဘယ်လိုမျိုးလဲတစ်ပန်ဖိညာတူတီတနာတွေကလည်းရံပုံငွေပဲကလည်းနိုင်ငံရေးအခြေအနေဘယ်လိုရှိလဲဆိုတဲ့အပေါ်မှာမူတီဘီဘလိုက်မှုတွေဖြစ်လာနိုင်တယ်ပေါ့အထူးသဖြင့်အာဟာရဗေဒလိုအငင်းပွားစရာကိစ္စတွေမှာဆိုရင်တူတီတနာရက်လက်တွေက ငွေကြေးထောက်ပံ့တဲ့နောက်ကိုလိုက်တတ်တယ်လို့စာရေးသူကတုံ့ပြန်တယ်။အော်ဟုတ်ကဲ့ဒါတွေကတော့ Fiat စနစ်ရဲ့အားနည်းချက်တွေနှုတ်ဆက်တွေအကျိုးဆက်တွေပေါ့လို့ဒီလိုတွေထောက်ပြပြီးရင်တော့မှာတော့စာအုပ်ကလုံးဝကွဲပြားတဲ့ချင်းကမှုတစ်ခုကိုတင်ပြတယ်။အဲ့ဒါက Bitcoin ပဲ။သူကဘလို့ကွာချားပြီး Fiat တစ်ခုဖြစ်လာနိုင်မယ်လို့ဆိုထားလဲ။ဟုတ်တယ်။ Bitcoin ရဲ့ design က Fiat နဲ့စံကျင်ဘလို့ဆိုနိုင်တယ်။အထူးအချက်တွေကတော့တစ်ခုက သူမထုတ်လို့မှုပမာဏအတီကြာကန့်တက်ထားတယ် hard cap supply ပေါ့အေးနစစ်တတမရှိမယ်ဆိုတာမျိုးဟုတ်တယ်အစိုးရကြီးကြိုက်တယ်လို့ပိစာအထစ်ဖန်တီလို့မရတော့ဆိုတော့ငွေဖုံးပုံမှုကိုကာကွယ်နိုင်မယ်လို့မျောလင့်တာပေါ့နောက်တစ်ခုက proof of work ဆိုတဲ့စနစ်ဘဟုထိန်ချမှုမလို့ပဲငွေလွဲတွေကိုအတီးပြုတဲ့စနစ်လေဟုတ်ကဲ့ဒါလားစင်ဆာဖြစ်တော်မှုကိုခံနိုင်ရင်ရှိစေတယ်ပြီးတော့နေရာရေးတရရဲ့အကြလွဲပြောင်းနိုင်စွမ်းအဲ special celebrity ကလည်းအယားမြင်တယ် ။ online ကနေကမ္ဘာဘယ်နေရာကိုမဆိုလွဲလို့ရတာကိုဆိုလိုတာလား။ဟုတ်တယ်။ဆိုတော့ fiat ရဲ့အချိန်နဲ့တန်ဖိုးကြတာဘေဟိုချုပ်ကင်မှုရဲ့ under ရေတွေအဲ့ဒါတွေကိုရှောင်နိုင်ဖို့ရည်ရထားတဲ့သဘောပဲ။ဒါပေမဲ့စိန်ခေါ်မှုတွေတော့ရှိသေးတာပေါ့။လူများကြီးတုံးနိုင်ဖို့ scaling လုပ်တဲ့ကိစ္စမျိုးတွေပေါ့။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့လူဖွဲ့စည်းတစ်ခုတုံးတဲ့ငွေကြီးမျိုးစားကစီးမွားရေးတတ်တတ်မဟုတ်ပဲကျမတို့ရဲ့အနာဂတ်ကိုတန်ဖိုးထားပုံကနေစားတဲ့အစားအစား သိပ္ပံပညာရဲ့လားရာတွေအထိနက်နက်ရှိုင်းရှိုင်းသက်ရောက်မှုရှိနေတယ်ဆိုတဲ့အချက်ကအဓိကပဲနော်ဟုတ်ပါတယ်တော်လေးကြေပြန့်နေမြင်တခုပါနားထောင်သူတွေအတွက်စစ်ပီးစဉ်းစားစရာလေးတခုချမ်းထားခဲ့ခြင်းတကားတော့လေဟုတ်ကဲ့ငွေကြီးစနစ်တခုကကျမတို့ရဲ့ဆုံးဖြတ်ချက်တွေလူနေမှုပုံစံတွေကိုဒီလောက်ထိလွှမ်းမိုးနိုင်တယ်ဆိုရင်အခုလက်ရှိ fiat စနစ်ကြောင့်ကျမတို့သတိတော်မထားမိသေးတဲ့တခြားဘလို့တွယ်ဝိုက်တဲ့အကျိုးတရားမှုတွေရှိနေနိုင်တယ်မလဲအင်းစဉ်းစားစရာပဲတမမို့တကယ်လို့အနာကမှာဘစ်ကွိုင်းလိုမျိုး တောင်မမို့တခြားခိုင်မာတဲ့ငွေကြေးစံနှုန်းတစ်ခုကိုအခြေခံတဲ့ကမ္ဘာဖြစ်လာခဲ့မယ်ဆိုရင်တော့အခုနပြောခဲ့တဲ့အစားအသောက်တို့အစာဝူတို့အချင်းကိုတံပိုးထားပုံတို့ကဘယ်လိုဒီပြောင်းလဲသွားနိုင်မလဲစိတ်ဝင်စားဖို့တော့အရင်ကောင်းပါတယ်